မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ရန်ကုန်အင်းစိန်မြို့ရှိလောကချမ်းသာအာပိယလာဘမုဏိကြောက်တော်ကြီးဖះမှာဒီကနေ့ကစုံလာပြည့်နေ့မှာဖះဖူးလာရောက်သူတွေများပြားလျက်ရှိပါတယ်။ လာပြည့်နေ့နဲ့အခါကြီးရက်ကြီးတွေမှာကြောက်တော်ကြီးဖရာကိုမနက်အစောပိုင်းကနေစတင်ပြီးည9နာရီထိလာရောက်သူတွေရှိပြီးတော့ဖရာဖူးသူနဲ့ညောင်ရီသွန်းလောင်းသူတွေလည်းရှိတယ်လို့ဈေးရောင်းချသူတူက DVV ကိုပြောပါရယ်။ကြောက်တော်ကြီးဖရာကိုအင်းစိန်၊ရွှေပြည်သာ၊လှိုင်သာယာ၊မြအုပ်ကလာ၊ရွှေပေါက်ကံ၊မင်္ဂလာတုံနဲ့လှေကူးမြို့နယ်တွေကလာရောက်သူတွေများတယ်လို့သိရှိရပါရယ်။ လောကချမ်းသာအာပိယလာဘမုနီကြောက်တော်ဤဖျားကိုအရင်စစ်ဆိုရလက်ထက်ကအာနာရှင်အောင်ဗိုလ်ချုပ်မူကြီးတန်းရွှေကတည်ထားကိုးကွယ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဒီကနေ့ကဆုံလာပြည့်နေ့မှာငလင်ဘေးတဲ့မန္တလေးမြို့ကကုသိုလ်တော်ဖျားမဖျားဘူးလာရောက်သူတွေနဲ့အသင့်တင့်စီကားခဲ့ပါတယ်။ မန္တလေးရန်နာဘုံမြို့တီမင်းတို့မင်းရဲ့ကောင်းမှုတော်ဖြစ်တဲ့ကုသိုလ်တော်ဖရားမှာဒီနေ့လာရောက်သူတွေကိုအလူရှင်တွေက AA စတူဒီတာတိုက်ကြွခဲ့ကြပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးနောက်ပိုင်းမှာငလျင်ငယ်တွေလည်းလှုပ်ခတ်နေစေဖြစ်ပြီးတော့ကုသိုလ်တော်ဖရားအပါဝင်မန္တလေးနဲ့အင်းဝါကရှီဟောင်းဇေဒီပထိုးအများပြားလဲထိခိုက်ပျက်စီးခဲ့ရပါတယ်ရှင်။ လာရှုမျိုးကိုစစ်ကောင်စီပြန်လဲဝင်ရောက်လာတဲ့နှစ်ပတ်ကျော်ကာလအတွင်းခိုးဆိုးလူရဲမှုတွေပိုဖြစ်လာပြီးထိတိယောက်ယောက်အေးအေးယူကင်တွဲဖြည့်ရှင်းတာတွေလည်းမရှိတဲ့အတွက်မြို့ခံတွေကစိုးရိမ်ပူပန်နေပါတယ်။လင်းအိမ်သတင်းပေးပို့ထားတာပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမျိုးကိုတရုတ်ကူညီနဲ့စစ်ကောင်စီကပြန်လဲအုပ်ချုပ်နေပြီဖြစ်ပေမဲ့ခိုးဆိုးလူရဲမှုတွေများလာနေပြီးပြည်သူတွေရဲ့လုံခြုံရေးကိုတာဝန်ခံပေးမဲ့အဖွဲ့အစည်းမရှိတဲ့အတွက်ကြောက်လန့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ နေဆက်ကုန်းသွယ်ရေးလမ်းကြောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေတဲ့အချိန်မှာစီးပွားရေးကြက်တဲမှုတွေနဲ့မွေးရေးစေဝါပြဿနာတွေကြောင့်ကိုဆိုလူရဲမှုတွေကျူးလွန်လာကြတာဖြစ်ပြီးစစ်ကောင်စီဘက်ကအထူးထည့်ရောက်အေးမြူနိုင်ဘူးလို့ဆိုပါတယ်အဲ့ဒီတခိုးတမျှတခုပဲနည်းနည်းစိုးရိမ်နေရတာကျွန်တော်တော့ဘာမှထွေထွေထူးထူးမရှိပါဘူးเนาะဘာလို့လဲဆိုတော့ရဲလေလဲရောက်နေပြီစစ်တပ်လဲရောက်နေပြီဆိုတော့အခုဟာကအမတ်တရဲ့ရဲစခန်းမြို့မမြို့မရဲစခန်းရဲ့ တိုက်တမ်းမှာတော့မှတမယဝင်တိုက်ရဲတယ်ဆိုကတဲ့ကရဲစခန်းနာမဟုတ်တဲ့ကျွန်တော်တို့ရက်ွက်ထဲရပြည်သူလူထုအတွက်ဆိုရင်တော်တော်လေးကိုစိန်ခေါ်မှုတစ်ခုဖြစ်တယ်ဗောဗျာဒါဖြစ်နိုင်ရင်တော့ဒါလေးကိုတော့ချီချီရောက်ရောက်အော်လုံချုံရေးတော့ပေးစေချင်တာဗောဗျာပြီးခဲ့တဲ့ဧပြီလ22ရက်မှာကုကန်တက် MNDA ကတေဦးရဲ့ဖီအားကြောင့်လာရှုံမျိုးကနေပြန်ဆုတ်ပေးလိုက်ရပြီးနှစ်ပတ်ကျော်ကြာတဲ့ဒီစစ်ကောင်စီကအုတ်ချွေရန်တရားကိုလေပတ်နိုင်တာမရှိသေးဘူးလို့ဆိုပါတယ် စစ်ကောင်စီအုပ်ချုပ်ရေးတွေပြန်ဝင်လာပြီးမကြမီမှာပဲရက်ွက်တက်ထဲမှာဓာတ်ထောက်ပြီးကလေးငယ်တယောက်စီကဖုံးလူရက်တာရက်ွက်ကိုတဲ့ကဥိုက်မောင်ရဲ့နေအိမ်ကိုဝင်ရောက်ပြီးလူ ው ဒါနဲ့ခုတ်ကငွေယူသွားမှုတွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီပြင်ရက်ွက်တက်နဲ့ရက်ွက်နဲ့အဆက်မှာရှိတဲ့တိန်နီလန်းကဓာတ်ပုံတိုက်ကိုလည်းဓမြဝင်တိုက်ပြီးကားတစ်စီးနဲ့ငွေကျပ်သိန်း၁၀၀ယူသွားတာရက်ွက်ခွန်တဲ့ကိုဝင်ခိုးလို့နှစ်ယောက်ဖမ်းမိတာနဲ့အမတ်တေရဲစခန်းတိုက်တန်းကဖုံးဆိုင်ကိုဓမြတိုက်တာတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် လက်ရှိအခြေအနေကတော့လူသက်မှုတောင်မှအရေးယူနိုင်တဲ့အနေအထားမှတော့မရှိဘူးပေါ့နော်။ရောက်လာတဲ့ဝန်ထမ်းတွေကလည်းဒီမန်ဆူရှမ်းကျောင်းမှာပဲတဲခုနေရတာပဲ။ထွေဥကဝန်ထမ်းတွေကတော့ပုံများတယ်။ဒီ6လပိုင်းထီတော့သူတို့ကသူတို့ရှုပ်နေမှာမလို့ဘာမှတော့ဝင်လုံးနိုင်မယ့်အနေအထားတော့မရှိဘူး။ဟုတ်။ကိုကန်တက်တွေမဆုတ်ခွာခင်2023ခုနှစ်ထဲမှာလာရှုံးမြို့တွင်မဒိမ့်မှုလူသက်မှုဓမြတိုင်းမှုနဲ့ပေါက်ထွင်းခွေယူမှုတွေကျူးလွန်နေဆိုတဲ့ဆွဆဲချက်နဲ့ဖန်ဆီးထားတဲ့လူရှိရောက်ကိုဧပြီလ10ရက်မှာ တေတံအမိန်နဲ့တသက်တကျွန်းစားတဲ့ပြစ်ဒဏ်တွေကိုကိုကန့်တပ်ဘက်ကချမှတ်ခဲ့ပါတယ်။စစ်ကောင်စီကလာရှုံမြို့ကိုပြန်ဝင်ရောက်လာပြီးမဲ့လာရှုံမြို့ဒိန်းတိုက်ပွဲအတွင်းပျက်စီးသွားတဲ့ဌာနဆိုင်ရာရုံးတွေမှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးအခြေမချနိုင်သေးဘူးလို့ဆိုပါတယ်။ဒီစစ်တပ်ပိုင်းကတော့ဝင်လာတာများပြီးမဲ့ဒီရဲပိုင်းကတော့နည်းနည်းလူရင်းအားနည်းနေတဲ့သဘောရှိမှတင်တယ်။အဲ့ဒီတစ်ချက်ရဲ့ပြီးတော့ကျွန်တော်ကြည့်ရတာကတော့သူတို့ဒီ လုံခြုံရေးဘက်ကိုဦးစားမပေးသေးတလားပေါ့တကယ်ဆိုရင် လုံခြုံရေးဘက်ကိုပူဦးစားပေးရမှာလေနော်ခုကြတော့စားမှုတွေအိမ်မပျော်ဘူးအတန်ကြာတာနဲ့ညဆိုထထကြည့်ရတယ်ပေါ့အဲတွာလာကြီးနေလဲအဲတော်တော်လေးကိုတတိကယူဆိုင်ပြီးတော့ထားနေရတယ်လေကိုကန့်တက်တွေပြန်ဆုပ်သွားပြီးတဲ့နောက်မေလ၂ရက်မှာစစ်ကောင်စီတပ်ရဲ့ရင်ထင်းရဲတရင်ရဲတပ်ဖွဲ့ပညာရေးဌာနနဲ့စီပင်ဌာနတို့ကဓာရှုံမြို့ကိုပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာအမှတ်6နဲ့6ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ရင်း ပညာရေးရှေ့အမှတ်68ချိလင်းတရင်အမှတ်900ချိမြတ်တရင်နဲ့အမှတ်41ချိလင်းတရင်တွေမှာအထိုင်ချနေပြီလို့သိရပါဗျ။ကျွန်တော်လင်းပါတရုတ်နဲ့အမေရိကန်အားလုံးအစ်စ်ကနေပြန်စားဖို့ဆွစ်ဇာလန်နိုင်ငံမှာနှစ်ဖက်ကိုယ်စားလှယ်တွေနဲ့ရင်းနှီးနှီးအပြုတ်တဘောဆွေးနွေးကြတာတိုးတက်မှုရှိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမေလ10ရက်နေ့မှာအတည်ပြုပါဗျ။ဆွစ်ဇာလန်မှာတရုတ်နဲ့ဒီကနေ့အင်မတန်ကောင်းမွန်တဲ့ဆွေးနွေးပွဲတရက်ကိုလုပ်ခဲ့ပါဗျ။ ိစ္စတွေအများကြီးဆွေးနွေးခဲ့ကြပြီးတော့တော်တော်များများသဘောတူကြပါတယ်လို့ Trump ကသူ့ရဲ့လူမှုကွန်ရက် True Social မှာရေးသားထားပေမဲ့အသေးစိတ်တော့မဖော်ပြထားပါဘူး။ကမ္ဘာစီးပွားရေးကိုချိန်ချောက်လာတဲ့ကုန်သွယ်ရေးစစ်ပွဲအသည်တင်းမာမှုတွေကို short ချဖို့ရည်ရွယ်ပြီး Jennifer မြို့မှာနှစ်ဖက်ထိတ်တန့်တာဝန်ရှိသူတွေနဲ့ဆွေးနွေးနေတာဖြစ်ပါတယ်။ဆွေးနွေးပွဲပထမနေ့မှာတရုတ်ဒုတိယဝန်ကြီးချုပ်ဟေးလီဖန်နဲ့အမေရိကန်ဗန်နာယေးဝန်ကြီးစကော့ဘတ်ဆန်၊ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီစင်ဂရီယာတို့ဟာ၈နှစ်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်ရှင်အီရန်စစ်တပ်ဟာမြေအောက် drone အခြေစိုက်စခန်းရုပ်တံကိုထုတ်ဖော်ပြသလိုက်ပါတယ်။ Islamic Dollar ၏အဆောင်တန် IRGC တပ်မှူးဗိုလ်ချုပ်ကြီးဖြစ်တဲ့ဟော့ဆိန်ဆလမီကစခန်းကိုလိုက်လံစစ်ဆေးကြည့်ရှုနေတဲ့ဗီဒီယိုကိုအီရန်မီဒီယာကမေလ၈ရက်နေ့မှာထုတ်လွှင့်ပြသခဲ့တာပါ။ ခရီးစဉ်အတွင်းမှာဗိုလ်ချုပ်ကြီးကသူ့ရဲ့တပ်ဖွဲ့တွေဟာရန်သူရဲ့အကျိုးစီးပွားတည်ရှိရာနေရာတိုင်းကိုပြစ်မှတ်ထားတိုက်ခိုက်လိမ့်မယ်ဖြစ်ကြောင်းနဲ့ရန်လိုတိုက်ခိုက်မှုအရင်မြစ်ဖြစ်လာတဲ့ဘေးနိုင်ငံကိုမဆိုသူတို့ရဲ့တိုက်ခိုက်မှုပြစ်မှတ်ဖြစ်လာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။သူဟာ IRGC ရေတပ်ရဲ့တမူးဗိုလ်မှူးချုပ်အလီရေဇာတန်စီရီနဲ့လည်းအတူဆက်ယုံကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီရုပ်တံကိုတော့ဘယ်ချိန်ဘယ်နေရာမှာရိုက်ကူးခဲ့တယ်ဆိုတာကိုတော့ချက်ချင်းမသိရသေးပါဘူးရှင်။ ိုင်းနိုင်ငံချင်းမိုင်မြို့မှာမေလ10ရက်နေ့မှာကြာရောက်တဲ့ဘာယန်နတီနေခေါ်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်တောင်တက်ပွဲကိုကျင်းပခဲ့ကြပါတယ်တောင်တပွဲကိုညနေ6နာရီလောက်ကနေစတင်ပြီးတညာလုံးတက်နိုင်ပြီးချင်းမိုင်တလေးဆန်ယုံကနေဒရိုက်ဆူတက်တောင်ပေါ်ဇေဒီရှိရာကိုထိုင်းနိုင်ငံကပြည်သူတွေနဲ့အတူနိုင်ငံတကာခရီးသွားတွေလည်းတောင်တက်ခဲ့ကြပါဗျ တောင်တပွဲကိုနှစ်စဉ်နှစ်တိုင်းကျင်းပရင်တောင်ပေါ်ကဖရားတွေကိုတက်ရောက်ဖူးမြော်ဖို့အတွက်သွားကြတဲ့သူတွေနဲ့လူစီကားလျက်ရှိပါတယ်။တောင်တက်လန်တလျှောက်မှာစရုတီတာကျွေးရာတွေလည်းရှိပြီးတောင်တက်ခီးကတော့7ကီလိုမီတာတက်ရောက်ခဲ့ကြတာဖြစ်ပါရဲ့ရှင်။ဒီဗီယိုမြင်တဲ့ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝမ်ဒီပါ